မြန်မာပြည်ကလေးမှာလာပေါင်း12လရှိတဲ့အနေနဲ့ဇောင်မုံလာဟာရှစ်လမြောက်ဖြစ်ပြီးရီဂိုရီယန်ပြည်ကလေးရဲ့အောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်းကျရောက်ပါတယ်။ဒဇောင်မုံလာမှာရက်ပေါင်း30ရှိရာကြောင့်ရက်စုံနဲ့လာပဲဖြစ်ပါတယ်။ဒဇောင်ဆိုတာမိတိုင်းမုံဆိုတာ ြန့်နှံ့စေခြင်းလို့အတိပ္ပေရတာကြောင့်ထိုဟောအာရနှစ်ခုပေါင်းလိုက်ရင် မျက်စိတစ်စုံစီမီးတိုင်းများပွားများထွန်းလင်းနေသည်လို့ဆိုလိုပါတယ်။ဒါကြောင့်ဤထွန်းပွဲများကိုလည်းပြုလုပ်ကြပြီးတောင်ကြီးမြို့ရဲ့ဒီဘုံပြန်ပွဲဟာဆိုရင်မြမနိုင်ငံရဲ့ထင်္ကရာပွဲတစ်ခုဖြစ်တာကြောင့် ကဘာလက်ခီးပွားများပါလာရောက်လေပတ်လေးရှိပါတယ်ခင်ဗျာ ဓိကစည်းဝါးရေးဖြစ်တဲ့သံသဘာဆိုင်မျိုးသူ တောင်းသူဦးကြီးများမှလည်းသံသဘာများကောက်ပဲသီးနှံများအားအပြည့်အစုံရိတ်သိမ်းပြီးတဲ့အချိန်ဖြစ်လို့ကောက်ရည်ဒိန်ဝဲများရှင်းပါလိမ့်ရှိပါပါတယ် ဘုရားမြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကအဇာတသမေဟာထီးနှံရယူလိုသော အလိုလိုပါကြောင့်ဆရာမိုက်ဤတိုက်တွန်းမှုဖြင့်ဖခင်ရင်းကိုပင်တတ်မိခဲ့ပြီးမိမိဤအမားကိုတိမြေတော်မူပြီးနောက်နောင်နာကြီးစွာရကစားမဝင်အိမ်မပြောသည့်ယောဂါကို ခံစားနေခဲ့ရပါတယ်။ဒီအချိန်မှာတစောင်းမောင်းလာပညာရဲ့အေးချမ်းသားရာကြည်လင်မှုကို ရှုမြင်မိတဲ့အခါမှာတော့ဒီလိုအချိန်မျိုး၌ညီတို့သောယဟန်တာမဏိဗျမနာတို့ထံ၌စည်းကဲ့ရပါလျင်ကောင်းမြည်နည်းဟု တွေးတောမိပြီးမင်းကြီးတို့အားဖွင့်ဟတိုင်ပင်ခဲ့ပါတယ်။ မင်းလူလိုက်မင်းချိုက်ဆောင်တတ်တဲ့အခွင့်အရေးတမှမင်းကြီးများက၎င်းတို့ကိုယ်ွယ်စည်းကဲ့သည့်မိစ္ဆာဒိဋ္ဌိဆရာကြီး၆ဦးတို့အားညွန်ပြခဲ့ကြရာအဇာတတမင်းကနားမဝင်ခဲ့ပါဘူးခင်ဗျာအဲ့ချိန်မှာဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ဈေးဆရာဇီဝကကတော့ဤတို့များမလျှောက်တင်ပဲ နှုတ်ဆက်၍နေတာကိုအဇာတတမင်းကြီးသတိပြုမိတဲ့အခါဆရာဇီဝကကအဘဲကြောင့်နှုတ်ဆက်နေပါသည်ဟု မေးတော်မူခဲ့ပါတယ်ထိုအခါမှာဆရာဇီဝကမှယသော်ဖျားရှင်ဤဂုံတော်များကိုချီးမွမ်းကဂုံတော်ကိုပါနှင့်ပြည့်စုံတော်မူသောကျွန်ုပ်ဤဆရာဘောရမမြတ်စွာဘုရားရှင်သည် ချနော်မျိုးဤတရက်ဥယင်၌ရာသွားသောယဟန်ပြိတ္တတို့ခြံရန်ကသတင်းသုံးလျက်ရှိပါကြောင်းဖျားရှင်အားစီးကဲ့ရပါမူအရှင်မင်းကြီးဤစိတ်နှလုံးတော်သည်ရည်လင်းအေးချမ်း၍လာပါလိမ့်မည်ဟုရှောက်တင်ခဲ့ပါသည်စီးဆရာဇေဝကဤကျိုးချောင်းစီလျော်စွာရှောက်တင်မူအား အဇာရတမင်းကြီးနှစ်သက်တော်မူသည်ဖြင့်စေမြေဘုရားခြံရလျက်ကြီးကျယ်ခမ်းနားလာသော အစီအစဉ်ဖြင့်ညာတွင်ခြင်းပင်မြတ်စွာဘုရားရှိရာဇီဝကဤဥယျာဉ်တော်သို့ကြွချီတော်မူခဲ့ပါသည်အဇာရတမင်းကြီးသည်မြတ်စွာဘုရားရှင်ကိုဖူးမြော်ကြည်ညိုပြီးနောက်ခံစားနေရသောယောဂဝိညာဉ်များကြောင့်အား မင်းမြန်လျှောက်ထားခဲ့ရာမြတ်စွာဘုရားရှင်ကတာမညာဖလားတုတ်တော်ကိုဟောကြားတော်မူခဲ့ပါတယ်ထို့သူမြတ်စွာဘုရားရှင်ကတဇောင်းမုံလာပြည့်နေ့မှာတာမညာဖလားတုတ်တော်အားဟောကြားတော်မူခြင်းကိုအကြောင်းပြု၍တဇောင်းမုံလာပြည့်နေ့ကိုတာမညာဖလားခါတော်နေ့လို့ သတ်မှတ်ခေါ်ခဲ့ကြပါတယ်ခင်ဗျာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည်ကထိန်ပွဲတော်ကိုစိမ်းလာမပြတ်ကျင်းပခဲ့ကြရာကထိန်သင်္ကန်းအလူဟာထူးခြားသောဝိနည်းကံနဲ့အညီလူရတာကြောင့်ထူးခြားသောအလူတစ်ခုပင် ဖြစ်ပါတယ်ကထိန်သင်္ကန်းကလူဝဲအားတရင်ကျွလာပြေကျော်တရနေ့မှာ တဇောင်းမုံလာပြည့်နေ့အထိတလတာကာလအတွင်းကျင်းပပြုလုပ်ရပါတယ်။ကထိန်သင်္ကန်းကတ်လူရာတွင် အလူရှင်ကမိမိအလိုလျောက်တရာပေါက်၍တန်ခါကုန်ကိုအာယုပြုလှူဒန်းမှသာလျှင်ကထိန်သင်္ကန်းအလူမြောက်တာဖြစ်ပါတယ်။တဇောင်းမုံလာတွင်ပန်းတကူပြပွဲကိုလည်းပြုလုပ်ကြပါတယ်။ပန်းတကူပြပွဲဟာ အခြားသောပွဲများကဲ့သို့လူစုလူဝေးဖြင့်ထေထင်ရှားရှားကျင်းပသောပွဲမျိုးမဟုတ်ဘဲလူအများကွယ်ရာတွင်ဖြစ်စေညမောင်ငိမ်တွင်ဖြစ်စေသင်္ကန်းစသည်တန်ခအသုံးဆောင်များကိုတိတ်တဆိတ်ဆော့ပြေလှူဒန်းကြသော ပွဲမျိုးဖြစ်ပါလေရှေးရခင်ကလေးကတန်ခတော်များသည်ဓမ္မကျင့်စဉ်ဖြစ်သောဒုတင်73ပါးတွင် တပါးအပါဝင်ဖြစ်သည့် ပန်တုကူတုတင်၌အလူရှင်များကဓာတ်ရိုက်လူတန်းခဲ့တဲ့သင်္ကန်းကိုပယ်၍လူတို့ဆွန့်ပစ်ထားသောအဝေများကို ကောက်ယူဆူဆောင်းကြပါတယ်။ရရှိသောအဝေများကိုသင်္ကန်းအဖြစ်ကိုယ်တိုင်ချုပ်လုပ်ပြီးတစ်ခေါက်များဖြင့်စည်းဆိုးကဝိယုံကြပါတယ်။ယခုခါမှာတော့လူများကလည်း ။ဒါကြောင့်မုံလာပြင်းနေ့တွင်မိမိတို့တတ်နိုင်သည့်ပစ္စည်းများပတ်စံများကို အထုံငယ်ကလေးများအဖြစ်ထုတ်ပိုး၍ညအချိန်၌လူသွားလမ်းများတွင် လိုက်လံဆွပြေလူတန်းနှင့်တလိဖြစ်ပေါ်လာပါသည်။ဒါကြောင့်ဒါကြောင့်မုံလာသည်ကဗုဒ္ဓဘာသာဝင်တို့၏ကုသိုလ်ကောင်းမှုပြုရာ ဝဲတော်အများဆုံးသောကာလပင် ဖြစ်ပါれခမညာချမ်းသာဒုက္ခ လိုအင်ဆန္ဒများတလုံးတဝါသည်ပြည့်စုံကြပါစေခမညာ